ဟိုလိုအသက်ကြီးပြီမှညံမကြီးဘူးနော်အသက်ကြီးတောင်ညံမကြီးလို့ခေါ်တယ်အဲ့ဒါဒီစဉ်းစားကြည့်လေဒါနှကောင်းနဲ့မြတ်ဘယ်လိုမှမဖြစ်နိုင်ဘူးနည်းနည်းတော့စဉ်းစားဖို့ကောင်းတယ်လူကြီးတွေကနော်တင်းလို့အရက်တွေမူးယူနေတဲ့လူကနှကောင်းနဲ့မြတ်ဖြစ်မလားလို့နည်းနည်းစဉ်းစားကြည့်လေဟုတ်တယ်မလားလူလောက်ကောင်းမှတော့ငမူးဆိုရင်လူတွေလက်ကြည့်ရှင်တာမဟုတ်ဘူးအဲ့တော့ဒီနက်စုံနက်ဘက်ကိုကြာမှသဘောသွားပြီးတော့နော်အလေးတမြတ်သွားလုံနေကြတာလူတွေရဲ့ဉာဏ်စဉ်းစားမှုအားနည်းတာတေချာပါလေဒါကနော်အဲ့တော့နှကောင်းနဲ့မြတ်ဘယ်လိုမှမဖြစ်နိုင်ဘူးဒီလောက်မူးယူအော်ဟစ်နေတာနော် ဒါချင်းချင်းနေတဲ့ဥစ္စာတွေကြောက်စရာတော့ကောင်းတယ်ဘလူးများအောက်မရတာဥစ္စာနဲ့တောင်မထင်ဘလူးများဝင်မှုနေသလားအောက်မရတာနော်အဲ့တော့နှကောင်းနှမြက်လုံးဝမဟုတ်တာတော့တေချာရတယ်ဒီလောက်မူးယူနေတဲ့ဥစ္စာ။ဒါအဲ့တော့ဆိုလိုတာကဥစ္စာဘုရားဘာသာတွေစဉ်းစားဖို့အချိန်တန်ပါပြီလို့နော်စဉ်းစားသင့်ပါတယ်။ဒါကုလုံးနေတဲ့အလုတ်ကဘုရားရဲ့အဆုံးမနဲ့ကန့်ညီရလားမကန့်ညီလားရဘာလို့ဖတ်တွယ်ထားမှာလဲ။စွန့်ပါနော်စွန့်ရမှာပဲဖတ်တွယ်ရမှာမဟုတ်ပါဘူး။ပါနေစွန့်ရမယ်။အမှန်ထက်ရှားဆက်ချောက်ရမှာပဲနိ။အဲ့တော့စဉ်းစားသင့်ပြီးပြင်းနေပြင်းသင့်ပါတယ်နော်။အဲ့တော့မြတ်စွာဘုရားရှင်ကိုဟောတယ်နိ။ မြတ်စွာဘုရားကဆွန်ဆွန်ရှင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတမထဝိပဿနာမှာပတ်သက်တဲ့တွေ့တာမှုကတော့ဘုရားဆွန်ခိုင်းတာလေနော်ဥစဉ်တော့အုံလူပမဆိုပြီးဘုရားကဖောင်းနေတော့ဥပမာပေးထားသေးတာပဲနော်ဒီတမထဝိပဿနာတရားဆိုတာဖတ်တွေ့ထားမယ့်အရာမဟုတ်ဘူးတဲ့ဟိုဘက်ကန်းကိုကူဖို့အတွက်လေပဲဖြစ်တယ်ဖောင်းတာဖြစ်တယ်တဲ့ဖောင်းနဲ့လေနဲ့ဟိုဘက်ကန်းကိုကူမယ်ပြီးဟိုဘက်ကန်းရောက်သွားလို့ချင်းဒီဖောင်းကြီးလေကြီးကိုထမ်းပြီးဘယ်သူမှသွားမနေဘူးကန်းမှာထားပဲခဲတာပဲ ဒီတိုင်းပဲသမထပ္ပတနာကိုအထောက်ကြတယ်ဆိုတာဖတ်တွေ့ဖို့မဟုတ်ဘူးဟိုဘက်ကန်းကိုကုဖို့တော့အထောက်တာဒီသမထပ္ပတနာပေါ်မှာပွေတာမှုဖားစရာမလိုဘူးဒါမြတ်စွာဘုရားကဒီတော့ကောင်းမြတ်တဲ့သမထပ္ပတနာတရားကိုတော့မှဘုရားကတွေ့တာမှုမရှိရဘူးလို့ပြောထားပြီးသားဟောဘာလို့သွားတွေ့တာနေဦးမှာလဲနော်အဲကြောင့်ဒီမဟုတ်မမှန်တဲ့ယူရကြလေးတွေကိုစွန့်ပါလို့ကျွန်တော်ပြောတာနော်ကလေးတွေစွန့်ပါစဉ်းစားပါဘုရားဝါဒနဲ့ကိုက်ညီလားမကိုက်ညီလားစဉ်းစားမကိုက်ညီလားဘာလို့ဖတ်တွေ့ရအောင်မှာလဲအဲ့တော့ကောင်းမြတ်တဲ့သမထတရားဥပဒနာတရားတော်မှာဘုရားအစွန်ခိုင်းတာနော်ဒါတတိပြုစရာဖြစ်တယ်နော်